ရုတ်နဲ့တွဲဆုံဆွေးနွေးမှုတွေဖိအားပေးမှုတွေရှိနေပေမဲ့ဗမော်မျိုးသိမ်းတိုက်ပွဲဟာရက်သက်ခြင်းမရှိဘဲနေ့တိုင်းလိုလိုပြင်းထန်နေဆဲဖြစ်တယ်လို့ကချင်လူလက်ရေးအဖွဲ့ KIU ကအတည်ပြုပြောဆိုလိုက်ပါတယ်။ KIU နဲ့တရုတ်အာဏာပိုင်တွေဟာပြီးခဲ့တဲ့အော်တိုဘာလဒုတိယအပတ်လောက်မှာတရုတ်နိုင်ငံကုမင်းမြို့မှာတွစ်ဆုပ်ခဲ့ပြီးတဲ့နောက်ဗမော်တိုက်ပွဲညှိသွားပြီးဆိုတဲ့သတင်းတွေလူမှုကွန်ရက်မှာထွက်ခဲ့ပြီးမဲ့မြေပြင်အခြေအနေကတခြားစီဖြစ်နေတာပါလက်ရှိမှာဗမော်တက္ကသိုလ်ဝင်းနေရာ၃မိုင်နေရာနဲ့စစ်ကောင်မရှင်တပ်ရဲ့ခလာရ50ခုတက်ရင်အနီးတဝိုက်တွေမှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ KIO တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် နိုဝင်ဘာလ6ရက်နေ့ထိခလာရ40ခုတန်ရင်ဘက်မှာတိုက်ပွဲတွေပိုပြီးပြင်းထန်နေတယ်လို့ဆိုပါတယ်ဗမာမျိုးတိုင်တိုက်ပွဲဟာ2024ခုနှစ်ဒီဇင်ဘာလကလေးကစတင်ခဲ့ရဆိုတော့အခုဆိုရင်10လနီးပါးရှိလာခဲ့ပါပြီ။ဒါအပြင်စစ်ကောမရှင်ရဲ့ဝါရဖြက်မီဒီယာတွေက KIA နဲ့စစ်ကောမရှင်တပ်တို့ညှိချဲရေးဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့လည်းသတင်းတွေလွှင့်နေပေမဲ့ KIA ဘက်ကတော့တွေးဆဖို့မရှိသေးဘူးလို့ပြောဆိုထားပါတယ်။